မင်္ဂလာပါရှင်ရန်ကုန်သူ Oreo Channel ကကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးဆရာမမမိုအင်ရဲ့ postcard လေးတစ်စောင်ဆိုတဲ့ဝတ္ထုတို့အကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ် postcard လေးတစ်စောင်အဖြစ်ဟောင်းဟူသည်လူတိုင်းကိုယ်စီရှိကြစမည်အချက်ဟောင်းဆိုသည်မှာလဲမြသောအဖြစ်ရှိခဲ့ကြစမည်ထို့ကြောင့်လဲမောင်းနေအချက်ဟောင်းရှိခဲ့မှုသည်မြတ်ပတ်သက်၍ကျမစိတ်မှာအထူးထွေမဖြစ်မီကျမတွင်လဲရှိခဲ့သည်တာ ငယ်ကအချစ်အနှစ်တရားဆိုတော့လေမောင်နဲ့လက်ထပ်ပြီးတဲ့အချိန်ကစားပြီးကျမသည်အချစ်ဟောင်းရောအချစ်နှောင်းမှမေ့ပြီးသည်ကျမဘဝတွင်မောင်သာရှိသည်ကျမအချစ်သည်မောင်စီမသာတည်သည်မောင်ကိုလည်းထိုတို့ပင်ဖြစ်စေခြင်းသည်သို့သောမောင်ကဒီနေမဟုတ်ကျမတို့လက်ထပ်ပြီးသည့်နောက်မောင်အိမ်မှာပင်ကျမလိုက်နေရသည်မောင်အေးရမောင်စပွဲမောင်စောင်းစင်တို့သည် ရခင်သူမျိုးဘဝအတိုင်းနေရာမပြတ်ရှိနေသည်။မောင်ဟီစာစာတထက်ကြီးကလည်းမောင်ဆောင်စင်မှစောက်ကြားရင်နေရာမပြတ်။ကျမစာများကအပေါ်ဆုံးမှဆိုပါတော့နောက်ဆုံးဟီစာစာပဲကို။ကျမကျမစာများမှလွဲ၍ကျန်သောစာများကိုထိနှံချလိုက်သည်။တွားလီရောအချစ်ဟောင်းများ။တွားလီရော အဖြစ်ဟောင်းများ။ကျမတို့ဒီအချစ်သည်နဲ့ဘဝသည်ထူထောင်မြည်သူများမဟုတ်ပါလားကျမလှုပ်ဒီကို မတရားပါဟုတ် ညီသူပြောမိနီမောင်းဖို့ရတယ်ကျမအခြေလေပိုင်ခွင့်ရှိပြီသို့တော့ကျမစိတ်ကို တစုံတစ်ခုသည်အနှောက်ရှက်ပေးလျက်ရှိသည်မောင်စာများတဲ့တွင် အထင်ရှားဆုံးအများဆုံးနေရာယူထားသောစာရွက်တပြားလေးများပါသည်ကုမကိုမောင်အချစ်ခဲ့ဆုံးထင်သည်ကုမကလည်းမောင်ကို အတော်လေးချစ်ခဲ့ပုံရသည်ကုမ၏လက်ရည်ကလှပသည်အရေးအတာကချွေးနွယ်သည်သူနမဲကစပယ် နမယင်းတော့မဟုတ်တန်ရံမောင်တင်စားပေးထားသောနမယဖြစ်ကောင်းဖြစ်မည်မောင်ကိုကျမဘာမှမမည်ကျမတယောက်လုံးအနာမရှိလျက်အတိတ်ကချစ်သူကိုတန်းတသတိရစေမည်အဖြစ်မျိုးကျမမလိုလားထို့ကြောင့်သတိရစေရအကြောင်းကို ကျမဖန်တီးမပေးဒါမျိုးဆိုတာကြာရင်မေးမည်မေးလဲမေးစေရမည်မမေးပဲရှိနေသေးသည်ဆိုရင်တော့ကျမညံ့လို့ပဲစားခမရ စာဖို့လူလင်ထံမှစာတစောင်းကိုကျမလှမ်းယူလိုက်သည်သို့သောစာမဟုတ်ပို့စကတ်လေးတစ်ခုဖြစ်သည် မောင်မြီကိုလိတ်တက်ထားသည်မှဟူသောဘတ်တွင်ဘာမှမရေးထားဒီလက်ရေးကိုမြင်မှုသည်ကျမကောင်းကောင်းမှတ်မိသည် မောင်စီမှအများဆုံးတွေ့ရသောစာရွက်ပြပြလေးများထဲမှဒီလက်ရေးရုပ်ပုံရှိရာဘက်ကိုလှမ်း၍ကြည့်လိုက်သည် အမေအမေအတိတ်ဘယ်ကလဲအပြေးဝပါလား ပြသောကောင်းခင်နောက်ခံတွင်တကိုင်းလေးတစ်ခုထိုးကြနေသည်ရွက်ဝါလေးများလေတွင်လွင်ဝဲနေသည်တကိုင်းပေါ်တွင်ငှက်ကလေးတစ်ကောင်နဲ့မှတစ်ကောင်နဲ့ဖော့ကဲတဲ့ငှက်ငယ်အသွင်စာဆိုရင်တော့ကျမဖောက်ခတ်မိမည်မဟုတ်ခုတော့ပို့စကတ်ဖြစ်နေ၍မဖောက်ဘဲနဲ့မြင်ရသည်မစူးစမ်းဘဲနဲ့သိရသည်ပါပဲဖြစ်ဖြစ်ကာယကံရှင်မောင်းကိုတော့ကျမပေးလိုက်ရသည်မောင်ကအမှတ်တမဲ့ကြည့်ပြီးစပွဲပေါ်ပြစ်တင်လိုက်သည် ဘာမှအလေးမထားသည်တဘောသို့သောကျမရှိမှုဟန်ဆောင်သည်လားမသိနိုင်ချေပို့စကတ်ပို့ရာဘသူလဲရင်ကျမကတီလျက်နှင့်မေးလိုက်သည်ဘာမှမမေးပဲနေမည်ဟုသောကျမဆုံးဖြတ်ချက်ကိုလည်းရုတ်တရက်မေ့သွားသည်ဟိုလေစပယ်ပါအော်နမဲလည်းမထိုးထောင်းတော့သူ့လက်ရည်ကိုမောင်မှတ်မိလိမ့်မယ်လို့ယုံကြည်ပြီးသားဖြစ်မှရဲ့ကျမအတန်ကခနဲ့တန်ပါသွားသည်သို့သောမတက်နိုင်မီ ၎င်းပါထားရဲ့ဘာမှစိတ်နှောက်ယှက်ဖြစ်မနေပါနဲ့မောင်သူ့ကိုမေ့နေတာကြားပါပြီကွာလာကွာမင်းစားကြစို့ဟုတ်ပါရဲ့မောင်လေးမထားတာကိုဘာကြောင့်များအေးတီယူလုပ်ပြီးအစဖော်ပေးနေမိပါလေစိတ်သေးကမူမောင်ကိုတော့သူမမေ့သေးဘူးဟုပြောနေမိသည်ဒီဇလန်ကတီရင်တခန့်ရက်လိုက်လျင်ကောင်းပြီပြဖုံးကချလိုက်ဖို့တင်သည်သို့သောမဆုံးနိုင်သေးသောတေးသဘုတ်တစ်ဖွဲမဇ္ဇပေကဆက်လက်တီးဆူညီချည်သည် ပည့်ထံမှပို့စကတ်များကရောက်လာမစဲတသေးသေးသည်အတိတ်ဘဲကလည်းထက်တူတာပဲငါးလေးတကောင်နဲ့ဖော်ကွဲနေပုံအမင်မလေးတကောင်နဲ့တော်လန့်နဲ့မှလမ်းမနေပုံတစ်ချောက်ပင်ကြီးတစ်ပင်နဲ့နှွေထီးတဲ့ကန္နာရမှာမမကြီးရက်တည်နေရပုံစသည်စသည်တို့သည်မက်စပယ်ဘလို့ရည်ရွယ်လေးတလဲပါကိုစူလို့တလဲပါကိုဖြစ်စေခြင်းတလဲကျမတန်တရာမကင်းနိုင်ပါမောင်နဲ့မက်စပယ်ဘလို့အခြေရောက်ခဲ့ပါသနည်း ဒုတိယအကြိမ်မောင်းကိုကျမရင်ဆိုင်ရပါပြီဒီတခါပရိပခအစာပြိုးမိပြီမောင်းထားတစ်ခုမေးမယ်မမှန်ဖြေမလားဘာများလဲထားရဲ့မောင်းနဲ့စပယ်ကဘလို့လဲဘလို့မှမလဲပါဘူးထားရဲ့မောင်းတို့ချင်းချစ်ခဲ့ကြတာတန်မှန်ပါပဲထားနဲ့မတွေ့ခင် သူနဲ့ပြတ်သွားတယ်သဘောချင်းမတိုက်ဆိုင်လို့ဆိုပါတော့လမ်းတွေ့ရင်တော့မခေါ်တော့ပါဘူးထားနဲ့တွေ့ပြီးမှ လုံးဝတော့မတွေ့ရောပါဘူး ဒါပေမဲ့သူကအမြဲ postcard တွေပို့နေရတာကဘာသဘောလဲမောင်။မောင်လက်ထပ်လိုက်တဲ့အတွက်သူ့မှာတိတ်ဆိတ်ထိခိုက်နေရပါပြီ။သူ့ဘဝဟာမောင်ကိုဆုံးရှုံးရလို့အထီးကျန်ဖြစ်နေရပါပြီလို့မောင်ကိုတိုက်တဲ့နေရပေါ့ဟုတ်လား။မောင်ပဲသိပါမလဲထားရဲ့။မောင်သူ့ကိုလုံးဝပြတ်ပြီးသားပါ။ဒါတွေအတွက်မောင်ရင်ကိုဘာမှမထိခိုက်စေရောပါဘူး။မောင်ချစ်တာထားပါပဲ။ထားလဲဒါကိုလှစ်လှူရှူထားလိုက်ပါထားရဲ့။နော်နော်။မောင်က တောင်းမှန်တို့လျှုတ်သံဖြင့်ပြောပါသည် မောင်မူရသည်လဲမောင်မန္တကယ်ပြောနေသည်ဟုယုံကြည်လောက်ပါသည် မောင်ကိုယုံကြည်လို့သာလက်ထပ်ခဲ့သည်ပဲမောင်နဲ့စပဲလမ်းမှာတစ်ခါမှမဆုံးဘူးလားဟုမေးလျင်မောင်ကညနေထားမှန်မှန်ဖြင့်ခေါင်းကိုတွင်တွင်ရမ်းသည်တွေ့လဲပြောချင်မှပြောမှာပေါ့ဟုစိတ်ထဲကထင်လိုက်မိတော့လဲဘာမှဆက်မမေးရောဒီဖြေကိုပဲလှူချင်တာဒီဖြေရရင်ကျင့်တဲ့ရောပေါ့ဟုကိုကိုကိုနှစ်သိမ့်လိုက်ရသည် ပုတ်စကတ်များအလာကျဲသွားသည်အထီးကျန်ဆန်သောပုံလေးများရောက်မလာတော့ပဲဝါဆိုလာပြီးတရင်ကျုပ်ပွဲတော်ပြည်တော်စုနေစသည်ဖြင့်ပုတ်စကတ်အထူးထုတ်ဝေခြင်းတွင်ထိုအထူးထုတ်ပုတ်စကတ်လေးများရောက်လာတတ်သည်အစင်မမေ့ချောင်းကိုပြသည့်သဘောပင်ဖြစ်၏တခါတည်းကျမကမောင်ကိုစတတ်သည်လွတ်လပ်ရေးနေ့ကိုနှစ်ရက်တောင်လွန်လာပြီမောင်ဘာဖြစ်လို့လဲထားရဲ့အော်လွတ်လပ်ရေးနေ့ပုတ်စကတ်လည်းမရောက်သေးပါလားလို့ထားရလဲကွာ မောင်ကဟီမော့ပြစ်တဲ့သည်။음လှုပ်လိုက်အောင်ဖော်မတ်စပဲ။မောင်ပေါင်းတင်းဆိုရင်ကျမမသိသူငဲသည်။တခါများဖြင့်တော့မြင်ဘူးသည်သာ။သို့သောယနေ့လာတော့သူကိုကျမမမြင်ဘူး။သူသားကဖြူသည်။ပိန်ပိန်သွဲသွဲဖြစ်သည်။မောင်နဲ့တိုက်ရိုက်တွေ့သွားသည်။အဲ့တဲ့ကကျမကိုတမန်မျှသာတစ်ချက်ဝေးကြည့်ကမောင်နဲ့အပြင်ပြန်ထွက်သွားသည်။ကျမကခါတိုင်းလို့ ။လက်ဖက်ရည်ဆိုင်သွားလိုက်အောင်မဲ့ထားရီလိုပင်ပြုံးမသွားနိုင်သောမောင်ကိုမကြည်မနက်ဖြစ်မိသည်။ခါတိုင်းလေယောက်ျားဧည့်သည်လာရင်မောင်ကကျမကိုဒုက္ခမပေးတဲ့။လက်ဖက်ရည်ဆိုင်သို့ခေါ်သွားကသူ့ဘသာဧကန်တတ်သည်။ယနေ့တော့ည9နာရီကျော်ပြီမှမသွားသင့်တော့ဟုကျမထင်သည်။ဧည့်သည်ကလည်းဒီချိန်ကြီးမှာဘာကိစ္စများရှိလိုပါလဲ။ရန်ကုန်မြို့လေကောင်ဆိုတော့ညံ့တ်ပြီးဟုမဆိုတာဆဆောကဧည့်သည်ကိုတိလာရင် ဆယ်နာရီပင်ရှိပြီမို့ကျမကမောင်ကြီးငယ်အထွေးကိုလှမ်းမိလိုက်သည်ပြရပေါ့ကိုကိုကြီးစားရဲ့မောင်လေးအနာမှာအမအကြီးဖြစ်သူကလှမ်း၍လက်ကုပ်လိုက်တော့လဲအထွေးကဒါမျိုးဆိုရင်ပြောကျင်သူပြီပြီပြောပြစ်အောင်လှမ်းပြောလိုက်သည်ကျမမျက်နှာပြတ်သွားမိ၏အထွေးကိုကိုကိုကကြီးစားကမြများရဲ့ဘယ်ကြီးစားလဲထွေးရဲ့ဟိုစပယ်ဆိုတာလားကျမက ဘာမျှအလေးနံမထားသလိုဟီဟီမောမောဖြင့်ပြောလိုက်။ကျမအကုန်တီးပြီးသားပါကိစ္စမရှိပါဘူးဟူသောမျက်နှာသားမျိုးလဲနေပြလိုက်သည်။လကားပါထားရဲ့ဒီကောင်ကဘာရဲ့မဟုတ်ပါဘူး။ဟဲ့ထွေအဲ့ရရပြင်ချီလေတော်ကြဟိုနားလဲအိတ်ဒီနားလဲအိတ်နဲ့မမကြီးရစကရောဖော်ရောဖြင့်အထွေးကိုနှင်လိုက်ပါသည်။သို့သောအထွေးကခယူးမဆိုင်ကျမကိုလှဲ့ကြည့်ကပြောလိုက်သေးသည်။ဟုတ်တယ်ဟုတ်တယ်သူပဲသူပဲပို့စကတ်တွေပို့ပို့နေရလေ။ အရင်ကအိမ်တော်လာဘူးသေးရဲ့မမကြီးကအထွေးကိုလှမ်း၍ခေါင်းခေါက်လိုက်သည်ကျမကဟန်လို့၍ရည်နေရ၏ဒုခခေါင်းလောင်းတန်ကညဉ့်ညံတသားလေးမြည်လာသည်ခပ်ပွားပွားလေးနှိပ်လိုက်ဟန်တူ၏ကျမနိုင်ကိုလှမ်းကြည့်မိရဆန္ဒနိုင်ထိုးတော်မြည်ကိုတွေ့ရသည် တကားကိုကျမကပင်ဖွင့်လိုက်သည် ကျမစောင့်မိဟုမမကြီးကိုပြော၍အိတ်ခိုင်းခဲ့ရ၏ခါတိုင်းဆိုရင်မမကြီးသာနောက်ဆုံးမှအိတ်တက်သည်ထားမအိတ်သေးဘူးလား ဘယ်အိတ်နိုင်မှမလဲကျမကတွေ့တွေ့ချင်းအငေါ်တူးလိုက်မိသည်အိတ်ခမ်းတကားပိတ်ပြီးသည့်နှင့်ပြဿနာကို ကျမကစလိုက်သည်မတော်လိုက်ရရဲ့ရောက်ဖကဘယ်ခေါ်သွားပြီးဘာရီများပြောနေလို့ဘလောက်ကြာနေရတာလဲပြောစမ်းမအောင်မောင်မျက်နှာပြတ်သွားသည် မောင်ကစကားစကိုရှာနေသည် မောင်ကိုစစ်စစ်ကြည့်မေးလျင်ဖုံးကွယ်နိုင်စွမ်းရှိသူမဟုတ်စပယ်အကြောင်းလာပြောတာပါစပယ်ကဘာပြောခိုင်းလိုက်လို့လဲ ကျမကတက်ခနဲ့ပြန်မေးလိုက်သည်။အော်ဟိုဟိုတင်းမာသူကမောင်တို့ကိုအခင်မဲမပြတ်ဆက်ဆံခြင်းနဲ့အကြောင်းမရင်းဆွေရင်းနေလို့ပါ။အိမ်ထဲကလည်းအစကတည်းကခင်နေခဲ့အောင်။ဒါပါပဲမောင်တို့အခြားအကြောင်းတွေပြောရင်းနဲ့ကြာသွားကြတာ။ဗမာများသွားပြောနေတယ်လေမောင်ရဲ့ဒီချိန်ထိအောင်။ပန်းချံပါ။ပန်းချံပါဟုတ်လား။သူ့မောင်တယောက်လည်းလာတာဟုတ်ရဲ့လားမောင်ရဲ့။မောင်ကဆက်ကနေကျမကိုလှမ်းကြည့်သည်။စိတ်ဆိုးသွားပုံရည်။ ။တယောက်တည်းမလာလို့ဘသူပါလာရအောင်မှလဲထား။မောင်တလောက်သစ္စာမမဲ့ပါဘူး။ထားမောင်မမြုံဘူးလား။မောင်ဒါမျိုးဘယ်တော့မှမလုပ်ဘူး။မောင်မမြုံလို့မဟုတ်ဘူး။သူ့ကိုမမြုံလို့။သူ့ဘာလို့အဲ့လောက်တဲမဲမဲဖြစ်နေရတယ်လဲ။ဘာလို့ဒီလောက်အနှောက်ယှက်ပေးနေရတယ်လဲ။ဒါတော့မောင်မသိဘူး။မောင်ဘက်ကဘာမှခံစားမှုမရှိရတော့အမှန်ပဲ။သူကလည်းတစ်ချိန်ကသူပြပြခါခါလှုပ်ခဲ့တာကိုပြန်တောင်းပန်တဲ့သဘောပါ။သူကောင်းကောင်းလည်းနေမကောင်း။ မောင်တန်သူ့ဘောဂျင်နာဟန်ပါသွားသည်ဟုထင်မိသည်ပြီးမှမောင်မောင်တို့နှစ်ယောက်ရဲ့မေတ္တာဇလန်းမှာဖားဟာလူစိုးတယောက်နေရာများရောက်နေပလားဟင်အိုးမဟုတ်တာပဲသူနဲ့မောင်ကင်းကင်းပြက်ပြက်ဖြစ်ခဲ့ပြီးသားလို့မောင်ပြောခဲ့ပါဘောဒါနဲ့တော့သူကဒီလောက်ဆွဆဲလန်းလန်းဖြစ်နေတာမောင်ထားကိုကြွားပြီးသူ့ကိုပဲယူလိုက်ပါတော့ကျမစကားရှင်သိသွားသည်လားမသိမောင်ကျမပါဇက်ကိုလှမ်းပိတ်လိုက်သည်တော်တော့သားနောက်ကိုဒီလိုစကားမျိုးလာမပြောနဲ့ မောင်စပဲဘက်ကပဲနာသည်လားကျမဘက်ကပဲစိတ်တိခိုက်သည်လားမသိမောင်လက်ကကြံတန်းပြင်းထန်လာသဖြင့်ကျမပါနှစ်ဖက်နာကျင်သွားသည်ရှင်နေကပို့လို့သာနာမိပါ යි ရက်ဆက်ပေးုံတော့မှတ်စပဲကျမသတင်းစာဖတ်ရင်းနောက်ကျောဘက်မှစ၍ဖတ်လေးရှိသည်တာရေးနာရေးသတင်းများစာအုပ်ကြော်ညာများရုပ်ရှင်ကြော်ညာများကို ကျမစိတ်ဝင်စားသည်တငယ်ချင်းတွေကဘသူတွေလက်ထပ်သွားပြီလဲကျမအမြဲရှာ යි ။တနေ့တွင်သတင်းတပုတ်ကိုကျမတွေ့သည်။ကိုကြည်မောင်နှင့်ဖြူနှင်းလွင်လက်ထပ်ပြီးစီခြင်းသတင်းတပုတ်ဖြစ်၏။ဖြူနှင်းလွင်ဆိုသောနာမည်ကိုကျမသိသည်။ရုပ်တရက်လူပုံမှန်ကိုစဉ်းစားရမည်။အတန်ကြာမှဖြတ်ခနဲသတိရလိုက်သည်ဟုတ်ပြီစပယ်စပယ်မောင်းချစ်စပယ်အထွေးပြောပြ၍တိရဘူးဒီကတက္ကသိုလ်ရောက်မှပြောင်းသည့်နာမည်ကဖြူနှင်းလွင်ဒါကလည်းမောင်းအမီကိုအစွဲပြု၍ပြောင်းခြင်းဖြစ်သည် မောင်းအမီကကိုအောင်လွင် သူလက်ထပ်လိုက်ပြီးကိုမောင်စီကိုပို့စကတ်တွေမရောက်တာတော့အတော်ကြာပြီပဲမောင်နဲ့ရံဖြစ်ရသည့်နေ့ကစရွေပဲထင်သည်မောင်ဘလို့စီစဉ်ခဲ့သည်မသိခုတော့သူလက်ထပ်လိုက်ပြီသူမမျောလင်းသည့်နေ့ကိုရောက်ခဲ့ပြီတိကျရောပေါ့စပယ်ရင်ဒီဘက်ပိုကျုပ်ဈေးကိုကျမသွားသည်ကျမမှာဝေစရာထွထွထူးထူးမရှိပို့စကတ်လက်လာလေးပြီးရောင်းသောစိုက်များဟူသာသွားသည်ကျမလိုချင်သောပုံကိုရှာသည် တော်တော်နှင့်စိတ်ကြိုက်မတွေ့နိုင် နောက်ဆုံးအကောင်းဆုံးဖြစ်မိထင်ရသော ပုံတပုံကိုရွေးချယ်လိုက်ရသည်။တာယာလမ်းမောဝယ်ကောင်းသောရှုမြော်ခင်းကိုနောက်ခံထား၍မျိုးသမီးလေးတယောက်မတက်ရက်နေသည်။သူဟန်ကနွမ်းလျက်လျက်ဖြစ်သည်။အနည်းရှိရေပြင်ကျဲဝဲဘဲငန်းလေးနှစ်ကောင်ရေကူးနေသည်။မောင်နှံဖြစ်၏။မျိုးသမီးငယ်သည်သူ့ဆုံးမောင်နှံဘဲငန်းလေးနှစ်ကောင်ကိုကြည့်၍စိတ်မကောင်းဖြစ်ဟန်ဖြစ်၏။ဟန်တော့ကြပြီ။ဒါတောင်စိတ်ကြိုက်မတွေးလှသည်။ ပို့စကတ်မှာတမတ်တန်အငန်စားဖြစ်ပြကြီးကလည်းညံ့သည်လူပြင်းကြိုက်ခလေးကြိုက်ဖြစ်သည်သို့သောမတတ်နိုင်ပို့စကတ်ပေါ်တွင်ကုကြီးမောင်ဤယုံလေးစာကို အလှပဆုံးဖြစ်အောင်ကြိုးစား၍ရေးလိုက်သည်သူတို့နှစ်ယောက်ယာရုနှင့်ဌာနများကိုမင်္ဂလာသတင်းနှင့်မှကျမကူးယူထားသည်နှစ်ယောက်လုံးတယုံနှင့်တဌာနလည်းဖြစ်၏ပေးပို့သူနေရာမှာကျမမိသည့်အမှတ်သားမှမရေးဘဲစားတိုင်းမှကိုယ်တိုင်းသေးချထည့်လိုက်သည် သို့တော့ကျွန်မရောက်စီခြင်းဒီမှာဥကြည်မောင်စီတို့မဟုတ်ကံကောင်းထောင်းမရီ e-postcard လေးဒီမက်စပယ်လက်တို့ဆက်ဆိုင်မြန်မြန်ရောက်ပါစေတာကျွန်မဒီသဘောထားကြည့်သူမဟုတ်ပါတမ်းမန်မိမများမှ မိမတယောက်ပင် ဖြစ်ပါ၏ဝင်းဒိုးတက်သည် နာကြီးတက်သည် တုံ့ပြန်တက်သည်လှုပ်ချင်တာလှုပ်လိုက်ပြီးမှ ကျွန်မစိတ်မငြိမ်မသက်ဖြစ်နေသည်ခုလောက်ဆိုရင်ဥကြည်မောင်ထံသို့ထည့်လိုက်တော့မိမလည်းရင်းနဲ့ postcard လေးဒီမက်စပယ်လက်ဝဲသို့ရောက်လာပြီး ။ "तुम လက်ထဲမှာရောက်ပါမလား။ရောက်ပါစေ"ဟုဆုတောင်းနေနီ။မက်စဘဲစိတ်ထဲသို့လောသို့လောစနောင်စနင်းဖြစ်ပါစေ။အနှောက်ယှက်ဖြစ်ပါစေ။ညနေ3:00နာရီထိုးပြီ။မက်စဘဲမိတို့ဖြစ်မီကျမမသိ။ဖြစ်စေုံတော့ကျုံးမှာပဲရှိသေးသည်မို့အောင်းဤနေရပေမည်။အင်ရောက်မှသာပြဿနာဖြစ်ရပေမည်။ကျမသည်တယ်လီဖုန်းလမ်းညွှန်မှနံပါတ်တစ်ခုကိုရှာကားလှည့်လိုက်သည်ဖြူနှင်းလွင်နှင့်စကားပြောခွင့်တောင်းလိုက်၏ဟုတ်ကဲ့ပြောပါရှင် တစ်ဖက်မှအတန်တတလေးကိုကြားရသည်ဒေါ်ဖြူငင်းလွင်လာကျမကလည်းအတန်ကိုအကြည့်ဆုံးအသာဆုံးဖြစ်အောင်ကြိုးစားကမေးလိုက်သည်ဟုတ်ပါတယ်ကျမမိုးသူစားပါမြည်ရင်ကိုမပြောလိုသေးသဖြင့်စိတ်ကူးရရနမဲလှလှလေးတစ်ခုကိုအားကြမခံသုံးလိုက်ရှင်တစ်ဖက်မှအံ့ဩတန်လေးထွက်လာသည်ကိုလေးအဲကိုကြီးမောင်ကျမကရုတ်တရက်ဘာပြောရမှန်းမသိဟန်ဖြင့်ဒီတန်ကိုဆွဲထားလိုက်သည်။"သူမကို ဒေါ်တက်ခေါ်ပါလေရဲ့ကုကြည်မောင်ကိုယင်းနှီးသူတယောက်ဟန်ပန်းဖြင့်ဦးမတက်ပဲခေါ်လိုက်။အကုမုတ်မိတ်ဆွေလား။သူကလည်းအလားကြီးပဲ။အိုးအိုးမိတ်ဆွေရောမဟုတ်ပါဘူး။ဒီလိုပါပဲ။မိုးသူစီကိုထည့်လိုက်တဲ့ပို့စကတ်လေးလေး။အော်ဒေါ်မိုးသူစာထည့်လိုက်တာလား။နေပါအောင်။သူနဲ့ဒေါ်မိုးသူစာနဲ့啊။တစ်ဖက်မှာအတန်မာလာသည်။ကျမကြိတ်၍ပြုံးလိုက်။ပို့စကတ်တော့သူစီမရောက်တော့ဘူးထင်ပါရဲ့။ဒီမှာဒီမှာဒေါ်မိုးသူစာ။ ဘာသဘောနဲ့ဒီ postcard ကိုသူစီရောက်စေချင်ရတာလဲရှင်နဲ့သူနဲ့ဘလို့ပတ်သက်နေလို့လဲမြို့သမီးရန်တွေ့ချီပြီအိုးဘာသဘောနဲ့ postcard ပို့ရဲဆိုတာတော့ဒေါ်ဖြူနှင်းလွင်အတိဆုံးနေမှာပေါ့ဘလို့ပတ်သက်တယ်ဆိုတာလဲဖြူနှင်းလွင်သိနိုင်ပါတယ်ဘလို့လဲကျမကိုအဲဖြူကိုဖြင်းချင်းပြောစမ်းပါတော့မိုးသူစားသူမ၏အတန်းများမတိမသားတုံနေသည်။ကျမအတန်းလည်းမတိမသားတုံလာသည်။ အချက်နဲ့ရောဘဝနဲ့ပါရင်းပြီးတိဆောက်ရတဲ့အိမ်ောင်တစ်ခုဘလို့အနှောက်ယှက်မျိုးမှမဝင်စေချင်ကြတာဓမ္မတာပါပဲတော်ဖြူနှင်းလွင်ဘာရီပြောနေရလဲရှင်းရှင်းပြောစမ်းပါဘလောက်လဲဒေါသမကြီးပါနဲ့တကယ်တော့ကျမဟာဥကြည်မောင်နဲ့ဘလို့မှမတတ်တတ်ပါဘူးမိုးသူစားလည်းမဟုတ်ပါဘူးခုအောင်လွင်ရဲ့ဇနီးခင်ထထားပါမစစ်ပဲနောက်ဆုံးစကားလုံးမြောက်သူမပြက်ပြက်တတကြားနိုင်ရင်ကျမပြပြတတကြီးပြောချလိုက်ပြီး တယ်လီဖုန်းကိုလည်းအမြန်ဆုံးချပြစ်လိုက်ပါသည်။ကျမရင်ထဲမှာပေါ်သွားသည်။အနှစ်နှစ်အလားလားကတင်ရှိနေသောရာဇဝင်အကြွေးကိုပေးဆက်လိုက်ရတဲ့ကဲ့သို့ပင်ဖြစ်၏။တို့တော့ကျမသည်ဖုသစ္စာအိမ်ောင်းတစ်ခုကိုတန်တရားတွေပြိပခါတွေဖြင့်ထိခိုက်ညံ့တာသွားစေနိုင်လောက်အောင်ကြီးရွယ်တုံ့ပြန်ခြင်းမရှိခဲ့ပါဆိုသည်ကိုတော့ဖြူနှင်းလွင်ခေါ်မဆပဲတယောက်တိနာလေဟန်ကောင်းပါရဲ့။ ဝိတုတုဇလန်လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အခုလိုကောင်းတို့ရရစာအုပ်ကောင်းများကိုအမြဲရေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ရန်ကုန်သူ Oreo Channel လေးကို Like and Subscribe လုပ်သွားပေးခဲ့ပါအောင်နော်။အားလုံးပဲပိုင်ပိုင်ပါ။